င်္ဂတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ီပိုင်းဆမှာကတော့မင်းသားကြီးကတားပြသူကြောက်ရှမ်းကဆောင်းဝဲဆောင်းလိုင်းကချင်းနေပြီးအားလုံးမသိပေမယ့်သူရဲ့ခံမှန်းချက်ကရဲရုံနီးကပ်နေကြောင်းပေါလိုဂျီမင်းကိုပြောလိုက်ပါတယ်ပေါလိုဂျီမင်းကတော့ကြောက်ရှမ်းမထင်မှတ်ထားတဲ့လေးလာနိုင်စွမ်းနဲ့သုံးသနိုင်စွမ်းတွေကိုအံ့ဩနေတာပါဒါကြောင့်ပေါလိုဂျီမင်းကတော့ကြောက်ရှမ်းမှာဒီလိုပညာရှိတာကိုအသုံးပြုလို့ရရတာနဲ့တော်ဝင်မျိုးနွယ်စီမံရေးထားတာမှုယာတူပဲရခဲ့လို့ပြောနေပါတယ်ပေါလိုဂျီမင်းကတော့အတွင်းကြံပေးရင်လူရင်းနဲ့ပါရဆွဲတိုင်းမင်းသားကြီးနေနဲ့အစိုးရကိုကြောက်ရှမ်းနဲ့မိတ်ဆက်ပေးလိုက်ရင်ဘာအဆင်မပြေစရာရှိလို့လဲလို့ပြောပါလိမ့်မင်းသားကြီးကတော့အဲ့ကိစ္စကိုနောက်မှဆက်ပြောဖို့တားလိုက်ပါလိမ့် ပြီးတော့ဆောင်ဝဲဆောင်ပြတ်တရာကလူကြီးမင်းရဲ့စီစဉ်ထဲမှာပါဝင်နေတာကြောင့်စိတ်မပူတော့ဘူးလို့မင်းသားကြီးကပြောလိုက်ပါတယ်။အန်အောင်တီစေသူကြီးကဆောင်ဝဲပထမနေ့မှာအားလုံးအစီအပြေခဲ့တဲ့အကြောင်းရဲလူကြီးမင်းကိုပြောနေပါတယ်။ပြီးတော့တီစေသူကြီးကဆောင်ဝဲကိုခေါ်ပြီးစစ်ဌာနအစားစေးဝန်ထမ်းတွေအကုန်လုံးပင်ပန်းနေကြပြီဖြစ်တာကြောင့်ဆောင်ဝဲပြည်ထောင်စုစစ်ကြိုးစားခိုင်းမှုမှာနေပါတယ်။ပြီးရင်တော့တီစေသူကြီးကဆောင်ဝဲမှာကူညီတဲ့သူတွေကိုစုချဖို့အစိုးရကိုတင်ပြပေးမယ်လို့ပြောနေပါတယ်။အဲ့မှာတော့ရဲလူကြီးမင်းဟာဒီနေ့တနေ့လုံးကြံကြောင်းကဆောင်းပွဲအဆောင်မှာတောက်ဆောက်ရှိနေခဲ့တဲ့အကြောင်းတီးဆိတ်သူကြီးကိုပြောပြလိုက်ပါတယ် ိုင်တော့စားဖြီတာဂျန်တော့နဲ့မဆိုင်အနားယူခိုင်းထားဖို့ရဲလူကြီးမင်းကပြောလိုက်တာပါဒါပေမဲ့တီစစ်သူကြီးကတော့ဂျန်တော့သွားတာကဆောင်းမွေးလာဖြီတဲ့တိုင်းသမားတွေကိုပို့ပြီးတော့နားလည်အောင်လုပ်ပဲလို့ပြောပြပါတယ်အားလုံးဂျန်တော့တဏီကုံရှိတာဆောင်းမွေးအကူအညီဖြစ်စေတဲ့အတွက်ဂျန်တော့သဘောတိုင်းသာလောက်ခိုင်းဖို့ပြန်ပြောပါတယ်အဲ့နောက်မှရဲလူကြီးမင်းဟာစစ်သူကြီးကိုဘာလို့အိမ်ပြန်နားမိလာလဲလို့မေးပါတယ်စစ်သူကြီးတီကတော့ဆောင်းမွေးကလည်းစားနေဖြစ်လို့သူနေနဲ့ဆောင်းမွေးဆောင်မှနေကြတာပူကောင်းပါတယ်လို့ပြောလိုက်ပါတယ်ပြီးတော့တကယ်လို့သာရှေးမင်းကြီးချိန်မြွေးကြွားလာလို့ရှိရင်ချိန်မီကြိုးစိုးလို့ရတာပေါ့လို့ပြောလိုက်ပါတယ် အဲ့နောက်မှာတော့လေမင်ဟာဆောင်းဝဲဖြေနိုင်ခဲ့တာကြောင့်ဆောင်းဝဲကတော့သူတို့ကူညီမပိုင်တော့လေမင်ကအဆင့်နှစ်လောက်ရတယ်လို့ပြောလိုက်ပါတယ်။ရဲလူကြီးမင်းကတော့အရာအလုံးကိုတစင်းချင်းပဲသွားပြီးတော့နောက်ဆုံးမှလေမင်ဟာအဆင့်နှစ်တိုင်းမှာဖြေရမယ်လို့ဆောင်းဝဲနဲ့ပြောနေခဲ့တာပါ။အဲ့နောက်မှာတော့ဆောင်းရှိကလေမင်ကိုလာတွေ့ပြီးဆောင်းဝဲချင်းတွေကိုလာပြီးတော့မေးပါတယ်။လေမင်လည်းအားကုန်သုံးပြီးတော့ဖြေခဲ့အတွက်လေမင်ရေချင်းနေဆိုရင်လေမင်စင်တိုင်းမှာဖြစ်ဖို့ကပြဿနာမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့တီထင်ကလေမင်အကြောင်းကိုအတော်ဖြေသူကိုပြောပြလိုက်ပါတယ်။အတော်ဖြေသူကလည်းလေမင်ကိုပေါင်းလုံးကြီးမင်းကတော့သဘောကျနေအောင်တကယ်ကိုမစိုးလောက်ဘူးလို့သုံးသပ်နေတာပါ။ ဒီထင်ရတော့အခုမှဖြစ်ပေါ်လာတဲ့သူခံစားချက်တွေကိုဘယ်သူပြောပြမှန်းမသိဖြစ်နေတဲ့အတွက်နောက်ဆုံးတော့အတော်ဖြစ်သူဝန်ခံပြသွားခဲ့တာပါအတော်ကတော့ဒီထင်ကသူတူမဖြစ်တာကြောင့်ဒီလိုကြောင်းနေရသူမပြောရင်ဘယ်သူသွားပြောမှလဲလို့ဖြောင်းဖြားပေးနေပါတယ်အတော်ဖြစ်သူကတော့ဒီထင်မေလဲအရင်ကစစ်သူကြီးဒီအတွက်သူ့ကိုတိုက်ရိုက်လာရှာပြီးတော့အိမ်အောင်ပြုတ်ခွင့်လာတောင်းခဲ့တာကြောင့်အမေဖြစ်သူနဲ့တူလာပဲလို့ပြောနေပါတယ်အတော်ဖြစ်သူကတော့ဒီထင်စိတ်ရင်းကိုတီးသွားတဲ့အတွက်အဖေဖြစ်သူကိုပြောပေးမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ဒီထင်ကတော့လင်းရွတ်တဲ့ဆောင်းဝဲပြီးမှပြောတာမျိုးကပိုကောင်းပါလိမ့်မယ်လို့အတော်ဖြစ်သူကိုအကြံပေးလိုက်တာပါ ဓမ္မမှာတော့မျက်နှာရှစ်ခေါက်ချိုးဖြစ်နေအာယူကိုတွေ့ပြီးတော့ဂျန်ကျောင်းလဲမေးလိုက်ပါလေဂျန်ကျောင်းကဆောင်းဝဲဆောင်ထပ်သွားမှာဖြစ်လို့အာယူတယောက်ထပ်ပြီးတော့ပြင်းနေရပြန်ပါလေအစားတော့အာယူကဆောင်းဝဲဆောင်နဲ့ဝင်ကြည့်ကြည့်မိမယ်ခုတော့ဘာမှလည်းစိတ်ဝင်စားစရာကောင်းတာမရှိနေတာကြောင့်စိတ်ညစ်နေပါလေပြီးတော့ဂျန်ကျောင်းကမှဆောင်းဝဲဆောင်သွားဆောင်နေရတဲ့အာယူတယောက်တဲ့အဆောင်ထဲမှာရှောက်သွားနေရတာပါဒါပေမဲ့အာယူတယောက်ကြီးတန်းသေချိုးတွေးဖို့နေတဲ့သားဘာမှမရှိပဲ၆ကတ်နေတာသူ့တို့ကပိုးလို့တောင်အဓိပ္ပာယ်မရှိဘူးလို့ပြောနေပါလေအားလုံးကြံကြောင်းတော့လုံးကြံသူတောင်လွယ်လွယ်နဲ့ဖမ်းနိုင်ရင်တို့တွေစိုးရိမ်စရာလိုမှမဟုတ်တော့ဘူးလို့ပြောပြပါလေ ပြီးတော့လုံခြံသူကဆောင်းဝဲဆောင်းမရှိနေသေးသေးသူကိုတွေးအောင်ရှာနိုင်မှာပါလို့ကြံကြောင်းကထပ်ပြောပါတယ်အဲ့နောက်မှာတော့ပါလုံကြီးမင်းကဆရာကုန်းဆုံးကိုဟဲတုံးလန်းကတိုင်းသမားလေဝင်ကိုမှတ်မိလားလို့မေးပါတယ်ပါလုံကြီးမင်းကထိုင်းရွမ်းရုံတော်ကချက်လက်တွေထဲမှာလေဝင်ကမိပါမဲ့ဖြစ်ပြီးတော့ပါလုံကြီးမင်းမိတော့ကလည်းအဲ့ဒီအဖြေပါပဲပြီးတော့ဆရာကုန်းဆုံးစစ်ဆေးကြည့်လိုက်တော့မာပန်းကရှန်ကုန်းကျုံးကပို့လာတဲ့စစ်ဆေးအဖြေကလည်းအဖြေတူပဲလို့ပြောလိုက်ပါတယ်အဲ့နောက်ပါလုံကြီးမင်းလည်းလေဝင်ကငငယ်ငယ်တည်းကအဖေဖေးသူကတည်ဆုံသွားပြီးတော့အမေကရောဘယ်အချိန်မှတည်ဆုံသွားလဲလို့တွေးနေခဲ့ပါတယ် အဲ့တော့မဆရာကုန်းစိုးနဲ့ဒီအချက်လက်ကိုမမှတ်ထားမိဘူးလို့ပြောလိုက်ပါတယ်။အဲ့တော့ဘာလို့ကြီးမလဲ။မားပန်းတဲ့ရှန်ကုန်းကျွားဆစ်ဆေးအဖြစ်မှာဘလို့ပြောထားလဲဆိုတာမှတ်မိလားလို့ထပ်ပြီးတော့မေးပါတယ်။ဆရာကုန်းစိုးနဲ့ဖြေးတွေတူနယ်လို့သာဖြေးပြီးတော့လေပင်ဆောင်ဝဲဖြေးဖို့မျိုးတော်မလာခင်ရှေ့တက်မှာမွေကိုက်ခံပြီးတော့တေဆုံးသွားတယ်လို့ဖြေးလိုက်ပါတယ်။ဆရာကုန်းစိုးကတော့အဆိုအကမိဘတေဆုံးသူကဆောင်ဝဲဖြေးခွင့်မရှိဘူးလို့စည်းကမ်းချမှတ်ထားမျိုးမရှိပါဘူးလို့ပြောလိုက်ပါတယ်။ဘာလို့ကြီးမင်းကတော့ပြဿနာလေရင်မေဆုံးပြီးနောက်တက်မှာပဲလေရင်ကမျိုးတော်လာခဲ့တာပဲလို့ပြောလိုက်တာပါ။ပြီးတော့ဘာလို့ကြီးမင်းကလေရင်နဲ့စကားပြောတဲ့အချိန်မှာလေရင်ဟာ အသူဘဝစ်ဆိုမွေးခဲ့တယ်လို့မျက်နှာမှာလဲဝမ်းနေတဲ့အရေးရောင်မမြင်အောင်လို့ပြောလိုက်ပါရီအဲ့ဒါထူးဆန်းနေမလားလို့ဆရာကုန်းဆိုမေးလိုက်တာပါဆရာကုန်းဆိုလဲပေါလုံချင်းမင်းပြောတာကိုထောက်ခံပြီးတော့လင်းရင်းအားလိမ္မာရင်ကျေးမှုမရှိဘူးလို့ပြောလိုက်ပါရီပေါလုံချင်းကတော့အရင်ကတည်းကသစ္စာရှိတဲ့အမတ်တွေကလိမ္မာရင်ကျေးကြပြီးတကယ်လို့သူကလိမ္မာရင်ကျေးမှုမရှိရင်တော့အမတ်လောက်ဖို့ပညာရှိပေမဲ့အမတ်လုံနိုင်တဲ့ဇယားမျိုးမရှိဘူးလို့ပြောလိုက်ပါရီအဲ့တော့ပေါလုံချင်းမင်းကလင်းရင်းဟာအမတ်ကောင်းတယောက်မဖြစ်တဲ့ပြင်ဒုက္ခပေးတဲ့သူဖြစ်ရင်ဖြစ်နေမှာလို့ပြောလိုက်တာပါပြီးတော့ပေါလုံချင်းမင်းကတိုင်းသမားတွေရဲ့အချင်းစရိုက်ကိုလေးလာတဲ့တာဝန်ယူထားတာဖြစ်လို့ လွင်းကိုပြန်မေးမှအမှတ်ပေးမှဖြစ်မယ်လို့ပြောလိုက်ပါလေအားလုံးဘောင်ကြီးမင်းကဒီနေ့ဆောင်းပွဲပြီးရင်တော့ဆောင်းပွဲဆောင်သွားလိုက်မယ်လို့ပြောလိုက်တာပါအဲဒါမှတော့စစ်သူကြီးတရားဒီရက်ပိုင်းမှာအဖေကအရန်ကိုအစီအမင်းနေပေမဲ့ဘောင်ကြီးမင်းဆောင်းပွဲဆောင်ရုတ်တရက်ရောက်လာတာကအရေးကြီးကိစ္စရှိလို့ဖြစ်နိုင်တယ်လို့ပြောလိုက်ပါလေဘောင်ကြီးမင်းလည်းတိုင်းသမားတွေရဲ့စိတ်ဓာတ်နဲ့အကျဉ်းစရိုက်တွေကိုပြန်လည်စစ်ဆေးချင်ုံမယ်လို့ပြောပြလိုက်ပါလေအဲဒါမှတော့စစ်သူကြီးတီကစားပြတာပြီးဆုံးပြီမလို့အမြန်ဆုံးစားစစ်ပေးဖို့ရှာဝဲကိုပြောလိုက်တာပါ ီးတော့တိုင်းဖြေဆောင်ပွဲကစတော့မှဖြစ်တဲ့အတွက်စေသူကြီးလူကိုဆောင်ပွဲဆောင်ကိုလာဖို့အကြောင်းကြားထားလားလို့ရဲလူကြီးမင်းကိုမေးလိုက်ပါတယ်။အဲတော့မှတော့စေသူကြီးတရားစေသူကြီးလူအပြင်ဂျာချောင်းမှာတွေ့ကျင်လာကြောင်းလာပေးဖို့ပေါလိုကြီးမင်းစီကတဆင့်ခေါ်ခိုင်းလိုက်ပါတယ်။ပြီးတော့ပေါလိုကြီးမင်းကအခန်းထဲပြန်ပြီးတော့တိုင်းသမိုင်းနဲ့တွေ့ဖို့စီစဉ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ရဲလူကြီးမင်းကတော့ပေါလိုကြီးမင်းစေလို့ချင်တဲ့သူကိုပြောပြပြီးရောင်းဝယ်အောင်အကြောင်းကြားခိုင်းလိုက်မယ်လို့ပြောပါတယ်။ဒါပေမဲ့ပေါလိုကြီးမင်းကတော့မခေါ်စေချင်ပဲသူ့ဘာသာသူလူလွတ်ပြီးတော့သာဓာတ်ရိုက်ခေါ်ခိုင်းလိုက်မယ်ဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်တာပါ။ ဇေသူဤတီကတော့ပေါလုညင်းမင်းသာဆစ်ဆေးရင်ဒိုင်းသမားတွေရဲ့တရုတ်မှန်ကိုဖုံးကွယ်လို့မရမှာတေးကြတယ်လို့ပြောခဲ့ပါလေ။အဲဒါမှာတော့အိုက်ဟူလည်းဇာကုံးဆုံးပြောင်းလာတာကြောင့်သူလည်းခုမှပဲအပြင်းပြေရတယ်လို့ပြောနေခဲ့ပါလေ။အဲကြောင့်ဇာကုံးဆုံးလည်းအိုက်ဟူရင်ကဆောင်းပွဲဆောင်ကိုလိုက်ခဲ့ကျင်တာမဟုတ်လားလို့မေးလိုက်ပါလေ။ပြီးတော့ဇာကုံးဆုံးကပေါလုညင်းမင်းအိုက်ဟူကိုတလောက်ရေးကြည့်တဲ့လောက်ခိုင်းတာတောင်ပြေးနေရပဲလားလို့ထပ်မေးလိုက်တာပါ။ဂျန်ဆောင်လည်းအိုက်ဟူကဒီနေရာမှာတွေ့တဲ့လူတွေအကုန်လုံးကနဘုံတကားတွေပဲလို့ပြောကြောင်းဇာကုံးဆုံးပြောလိုက်ပါလေ။ဇာကုံးဆုံးကတော့အိုက်ဟူကိုယ်တိုင်လည်းနဘုံတကားပဲလို့ပြောပြီးတော့ကြီးနေခဲ့ပါလေ။ အနမရဆရာကုန်းစွာခဏနေပေါလိမင်းကတိုင်းသမားတယောက်နဲ့ခန်းထဲမှာတွေ့မှာဖြစ်တဲ့တော့အာယုကိုခဏရှောင်ခိုင်းထားလိုက်ပါတယ်ဆရာကုန်းစွာအာယုကဒီတိုင်းသမားနဲ့တီးလာကြောင်းဘယ်သူကမှအာယုနှပုံတကဟန်ဆောင်ပြီးတော့ဆောင်မဲဆောင်နဲ့ဝင်ခဲ့တာကိုတီးလို့မဖြစ်ဘူးလို့ပြောပြလိုက်ပါတယ်အနမရရဲလူကြီးမင်းနဲ့ရှောင်ဝမ်းလဲပေါလိမင်းကလင်းဝင်းခေါ်သွားတာကြောင်းစိတ်ပူနေခဲ့ပါတယ်အဲကြောင့်ရှောင်ဝမ်းကတော့ပေါလိမင်းတစ်ခုခုကိုတွေ့သွားတာကြောင်းလားလို့မေးလိုက်ပါတယ်ရဲလူကြီးမင်းလဲအလောက်ထိတော့မဟုတ်သေးတဲ့အတွက်ဂျန်နေသူတွေရောခေါ်သေးတာလို့မေးလိုက်တာပါ ။ရှောင်းဝိုင်းကလည်းတခြားတိုင်းသမားတွေကိုခေါ်လာတော့မကြပါဘူးလို့ပြန်ဖြေခဲ့ပါလိမ့်။ဒါပေမဲ့တိတ်မကြခင်မှာလူတီစစ်သူကြီးကဆောင်းပွဲဆောင်ကိုရောက်လာတော့မှဖြစ်လို့ရဲလူကြီးမင်းကသွားမှဖြစ်မယ်လို့ပြောလိုက်ပါလိမ့်။ပြီးတော့ရှောင်းရှိညဘက်လွင်းစီသွားတဲ့အခါဘာစကားတွေပြောခဲ့ကြလဲမေးဖို့အတွက်ရှောင်းဝိုင်းကိုပြောထားခဲ့ပါလိမ့်။အဲနောက်မှာတော့ပေါလုံကြီးမင်းကအခုရက်ပိုင်းစစ်ပညာဇာတ်ကပီကိုဖြေတာအစီအမေလားလို့လွင်းကိုမေးပါလိမ့်။အဲကြောင့်လွင်းကတော့သူဘသူမှမရှုံးဘူးဆိုတာငုံနယ်လို့ပြန်ပြောလိုက်ပါလိမ့်။ပေါလုံကြီးမင်းကလည်းစစ်ဝင်တဲ့အနေနဲ့ယုံကြည်တဲ့မရှိရင်စစ်ပွဲမှာရန်သူနဲ့တိုက်ခိုက်ချိန်မှာ ရန်သူကိုဘလို့အနိုင်တိုင်မလဲလို့မေးလိုက်ပါတယ်။ပါလိုဂျီမင်းကတော့တကယ်လို့လေမြာကိုယ့်ရဲ့တိုင်းပညာကိုပါယုံကြည်ချက်ရှိမယ်ဆိုရင်ဒေတာဘောက်အောင်မြင်ပြီးတော့တိုင်းပညာရှင်6ယောက်ထဲကတယောက်ဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်တကယ်လို့သာလေမြင်တိုင်းပညာရှင်ဖြစ်သွားရင်လွင်မိဘတွေကတေဆုံးသွားပြီဆိုပေမဲ့သူတို့လည်းနောက်ဘွားကနေပြောပြီးတော့ကြည်နေလောက်တယ်လို့ပါလိုဂျီမင်းကပြောပါတယ်။လေမြင်လည်းအမှငိုင်ကြသွားပြီးတော့သူ့ဖေဟာတာမန်မုတ်ဆိုးဆိုပေမဲ့အမြဲတမ်းစစ်တပ်ထဲဝင်ပြီးအစိုးရအတွက်အလုပ်လုပ်ချင်းခဲ့တာလို့ပြောလိုက်ပါတယ်။ဒါမဲ့ကံမကောင်းတာလေမြင်အသက်9နှစ်မှာပဲလေမြင့်ကိုကယ်ဖို့အတွက်ဂျောက်ကမ်းမနေပြုတ်ကြပြီး အသက်ပေးခဲ့ရကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲနောက်မှာတော့အမေဖေးသူကလေဝင်းကိုအားပေးခဲ့ရပြီးတော့တနေ့မှာလေဝင်းစိတ်ဝင်တဲ့တယောက်ဖြစ်နိုင်မှုအတွက်နဲ့အဖေဖေးသူရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးနိုင်မှုအတွက်သူကတိုင်းမီနာနဲ့စစ်ပင်နာကိုလေ့လာခဲ့တဲ့အကြောင်းကိုပြောပြပါတယ်။အဲနောက်မှာတော့လင်းမယားထိုင်းရွယ်နယ်မှာလေဝင်းစင်တိုင်းသမားဖြစ်ခဲ့တဲ့အတွက်အစိုးရကတိုင်းဆောင်ပွဲလုပ်တဲ့အခါမှာမြို့တော်လာပြီးတော့ဖြည့်ဆို့ခဲ့တာဖြစ်ပါတယ်။ဒါကြတော့လင်းမယားအဖေဖေးသူရဲ့မျှော်လင့်ချက်ဖြည့်ဆည်းပေးနိုင်မှုအတွက်အခွင့်အရေးရခဲ့ပြီးထင်သာလို့ပြောခဲ့ပါတယ်။ဒါပေမဲ့မထင်သာတာကလေဝင်းမြို့တော်မှာဆောင်ပွဲလာဖြည့်မဲ့ရှေ့တည့်ရမှာပဲ။အမေဖေးသူကမွေကြိုက်ခံပြီးတော့တည်ဆုံသွားခဲ့ပါတယ်။ ဒါကြောင့်သူသာအခုချိန်မှာတိုင်းမင်နာရှင်ဖြစ်သွားရင်တော့အမေကိုတိုင်းမြင်တွေ့ရခြင်းမရှိတော့ဘူးလို့ပြောရင်းနဲ့လင်းရွာကိုကျွေးနေခဲ့ပါတယ်။အားလုံးဆရာကုန်းဆုံးလဲအမေဖြစ်သူမျိုးတော်မလာခင်တေးဆုံးသွားတာကြောင့်လင်းရဲ့နေနဲ့အမေဖြစ်သူအတုပလှုပ်ပေးခဲ့လားလို့မေးလိုက်ပါတယ်။လင်းကတော့သူနဲ့သူ့မယားတောင်ကုန်းပေါ်မှာနေခဲ့ပြီးတော့အမျိုးတယောက်မှလည်းမရှိတာကြောင့်သူကိုယ်တိုင်မဲ့အမေလောင်းကိုမြှုပ်ပြီးတဲ့နောက်မှာတောင်ပေါ်ကနေဆင်းပြီးတော့အမှုကိုတိုင်ခဲ့ကြောင်းပြောလိုက်ပါတယ်။အားလုံးဆရာကုန်းဆုံးလဲလင်းနဲ့ပေါင်လူကြီးမင်းတွေ့တုန်းကလင်းရွာအတုပဝိဆောင်ပွဲခဲ့တယ်လို့ဝန်နေတဲ့ပုံလဲပေါ့မနေတာကြောင့်အဲ့ဒါဘာကြောင့်လဲလို့မေးလိုက်ပါတယ်။ လင်းနဲ့သူဟာမေးဖြစ်သူရဲ့အုပ်ကူရှိမှတစ္ဆာဆိုခဲ့ပြီးတော့တကယ်လို့ဒီခေါင်းမျိုးတော့တိုင်းဆောင်ပွဲမှာတိုင်းမင်းသားရှင်ဆွဲခေါင်းစည်းကိုမရရင်မေးဖြစ်သူအတွက်အတူပါဝစ်ဆုံဝစ်မှာမဟုတ်တဲ့ပြင်ကိုကိုကိုပါအသက်ရှင်ခွင့်မပေးဘူးလို့ပြောလိုက်ပါလေအားကြောင့်လင်းမဆောင်ပွဲမှာပြီးမချင်းသူဟာသူ့မိအသက်ရှင်နေသေးပြီးတော့သူကြီးပြင်းလာတဲ့တောင်ပေါ်မှာအောင်မြင်တဲ့သူပြန်လာကိုစောင့်နေသေးတယ်လို့သဘောထားခဲ့ကြောင်းကိုပြောပြလိုက်ပါတယ်အားကြောင့်ပေါလုံကြီးမင်းလည်းဒီလိုဆိုရင်နောက်ပိုင်းဆောင်ပွဲကိုလင်းဝင်စိတ်နှစ်ဖြေဖို့ပြောလိုက်ပါတယ်အဲ့ဒါမှလင်းဝင်ပြန်သွားတဲ့အချိန်မှာ ဆရာကွန်ဆိုလဲသူတို့လေးမင်းပေါ်မှာလိမ္မာအောင်မရှိဘူးဆိုရယ်ခံမှန်းကြမှားသွားပြီထင်တယ်လို့ပြောလိုက်ပါတယ်။ပေါင်လင်ကြီးမင်းကတော့လေးမင်းစကားပြောတာမှန်ကန်ပြီးတော့စိတ်နဲ့ဖော်ပြနေမိ။သူကတော့သတိမထားပဲနေလို့မရအကြောင်းကိုပြောလိုက်ပါတယ်။အဲကြောင့်ပေါင်လင်ကြီးမင်းကဂျန်တောင်းနဲ့မာပန်းကိုအကြောင်းကြားခိုင်းပြီးတော့လေးမင်းပြောတဲ့အချင်းတွေကိုလူလွတ်ပြီးတော့မှန်ကန်လားထပ်ပြီးတော့စုံစမ်းခိုင်းလိုက်ပါတယ်။အဲနောက်မှာတော့မနက်ဖြန်ဆက်ပြီးတော့ဂျင်းမမဲတိုင်းပြည်ပြိုင်ပွဲအတွက်ဆောင်းဝဲတောင်ကိုစစ်သူကြီးလူတီရောက်လာခဲ့ပါတယ်။ဂျန်တောင်းလည်းတိုင်းပြည်ရဲ့အကူစားစစ်သူအနေနဲ့မနက်ဖြန်လဲစားပေးတောင်ကိုရောက်ရမယ်ထင်တယ်လို့စစ်သူကြီးတီကပြောလိုက်ပါတယ်။ ကြံကြောင်းတော့မြင်းစည်းများပြည့်စစ်တိုက်တာကတိုင်းမင်းသားနဲ့လုံးဝမတူတဲ့အတွက်စေတူကြီးလူအကူကြီးမလို့တော့ပါဘူးလို့ပြောလိုက်ပါတယ်။အဲကြောင့်ကြံကြောင်းတိုင်းမင်းသားပြိုင်နဲ့နောက်နှစ်ရက်လောက်နေမှသွားကြည့်ဖို့ခွင့်တောင်းလိုက်ပါတယ်။အဲကြောင့်စေတူကြီးလူလည်းလက်ခံပြီးတော့မြင်းစည်းများပြည့်ကိုမနက်ဖြန်တရက်တွင်းမှာပြီးနိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါတော့ကြံကြောင်းတပတ်ခါမှလာခဲ့ဖို့စေတူကြီးလူကမှားလိုက်တာပါ။ပြီးတော့စေတူကြီးဒီကတိုင်းပြည်ရဲ့အစည်းအဝေးကိုစေတူကြီးလူသိအောင်လို့ချက်ချင်းပြောပြပေးဖို့ရဲလူကြီးမင်းကိုတောင်းဆိုလိုက်ပါတယ်။အဲနောက်ကြံကြောင်းလည်းပေါင်လူကြီးမင်းဆောင်ဝဲဆောင်ရောက်နေတဲ့အတွက်သွားတွေးဖို့ထွက်လာခဲ့လိုက်ပါတယ်။ ဂျိုင်တောင်းတော့အမတ်တွေအားလုံးပေါ်ခက်ပြက်ပြက်ပဲပြောဆိုတတ်တာကြောင့်ရဲလူကြီးမင်းနေနဲ့စိတ်မရှိဘူးပြောလိုက်ပါတယ်စစ်သူကြီးလူကတော့သူကဂျိုင်တောင်းကိုတိုင်းလောကသားတယောက်အနေနဲ့ပဲသဘောထားဖြစ်ပြီးအစိုးရဝန်ထမ်းဖြစ်တဲ့သဘောမထားကြောင်းပြောလိုက်ပါတယ်အဲဒါမှတော့ရဲလူကြီးမင်းကအစိုးရအမိန့်ရှိပေမဲ့စစ်သူကြီးလူဒုစားစင်မှုဖြစ်လှုပ်ပေးတာကအတော်လေးကျေးဇူးတင်ကြအကောင်းကြောင်းကိုပြောလိုက်ပါတယ်စစ်သူကြီးလူကတော့ရှေးတစ်ခေါက်ကစစ်မဲ့ရေးဝန်ကြီးဌာနကသူ့ကိုမြောက်ပိုင်းကိုဆစ်ထွက်ဖို့တွားခိုင်းမယ်ရွံကျဲပဲတွားလိုက်ကြောင်းကိုပြန်ပြောခဲ့ပါတယ်အဲဒါကြောင့်ရဲလူကြီးမင်းလဲအဲ့တုန်းကဈေးဦးစီးဌာနကရွံကျဲကိုပဲ လူ့ဘုတ်စီစဉ်နားထောင်ရှင်းပြပြီးစစ်မှတ်ရေးအဝန်ကြီးဌာနကတကယ်ကိုမတန်နိုင်ကြောင်းပြောပြလိုက်ပါတယ်။အဲဒါမှာတော့စစ်သူကြီးလူကတိုင်းပြည်နာရှင်ထွက်ပေါ်လာလို့ရှိရင်အစင်ပြေမဲ့လူတချို့ကတော့သူ့လက်အောက်မှာထားမယ်လို့ပြန်ပြောလိုက်ပါတယ်။အဲညမှာတော့ကြံကြောင်းတဲ့အာယူကပေါလုံကြီးမင်းနဲ့ဆရာကုံးဆုံးအလုပ်တွေပြီးလို့ပြန်သွားတဲ့ကြောင်းပြောနေခဲ့ကြပါတယ်။အာယူကတော့လေရင်နဲ့ပေါလုံကြီးမင်းတို့ဘာတွေပြောခဲ့ကြလဲဆိုတာကိုသိချင်တာကြောင့်ကြံကြောင်းကိုမေးလိုက်ပါတယ်။ကြံကြောင်းနဲ့အဲတုန်းကမရှိခဲ့တဲ့အတွက်သူလည်းဘာမှမသိဘူးလို့ပြန်ဖြေလိုက်ပါတယ်။အာယူကတော့ဒီထင်းတို့ကစိတ်ပူပေးနေပြီးတော့ဒီထင်းက လေးမင်းကိုသဘောကျတယ်ဆိုတာမင်းသားတောင်းကိုရှင်းပြလိုက်ပါတယ်။ဂျိုင်တောင်းလည်းအဲ့ဒီစကားကိုဆရာကုန်းစွန်းလည်းအဲ့လိုပြောခဲ့ကြအောင်ပြောလိုက်တော့အာယူလည်းအံ့ဩသွားပါတော့တယ်။အားတောင်းဂျိုင်တောင်းလည်းဆရာကုန်းစွန်းလည်းတီထင်ကိုယ်တိုင်ပဲပြောပြခဲ့တယ်လို့ရှင်းပြလိုက်ပါတယ်။အာယူကတော့သူ့အကြခံမှန်းခိုင်းပြီးတော့ဆရာကုန်းစွန်းကကြတော့ပြောပြလိုက်တာကြောင့်တကယ်ချင်းဖြစ်သူကိုစိတ်တူနေတော့တာပါ။အာရုံကြမ်းကြောင်းလဲခြေတန်းသချိုးဖမ်းမိတာနဲ့ဒီထင်းကိုကိုယ်တိုင်သွားမေးဖို့အာယူကိုအကြံပေးလိုက်ပါတယ်။အာယူကတော့တကယ်လို့ခြေတန်းသချိုးကထွက်မလာတော့ရင်သူ့ကိုဘယ်လိုသွားရှာမလဲလို့ကြမ်းကြောင်းကိုမေးလိုက်ပါတယ်။ကြမ်းကြောင်းကတော့တကယ်လို့သချိုးထွက်မလာလဲ အနည်းဆုံးတော့ဆောင်းပွဲကအေးချမ်းနဲ့ပြီးသွားနိုင်တဲ့အတွက်ကောင်းတယ်လို့တွေးနေတာပါအဲနောက်မှာတော့ဆောင်းဝမ်းစစ်သူကြီးလူတီကစစ်သူကြီးရန်ကျဲမြောက်ပိုင်းစစ်သူကြီးဖြစ်သွားတဲ့ကိစ္စကိုထပ်ပြောနေကြောင်းပြောပြပါတယ်အဲတော့ရဲလူကြီးမင်းလဲစစ်သူကြီးလူကဒါမင်နာရှင်တွေကအစီအပြေတဲ့လူကိုယ်တော်ရွေးခါနေကြောင်းရှင်းပြလိုက်ပါတယ်ရဲလူကြီးမင်းအမြင်မှာတော့လူတီကတတ်သိရှိပြီးအကြံစီမရှိတာပဲလို့ပြောလိုက်ပါတယ်အဲနောက်လူတီလောက်မှာဘလောက်ပဲစစ်သားများများအောင်မြင်မှာမဟုတ်ဘူးလို့ရဲလူကြီးမင်းကသုံးသပ်နေပါတယ် အဲ့လိုမမုံကြီးစစ်သူကြီးလူကုန်နေဆက်မှာသွားဆောင်မှုရဲလူကြီးမင်းနေနဲ့ဘလို့အကြံပြုရမလဲလို့တွေးနေရပါရှောင်းဝမ်ကတော့ရွမ်ကျဲနိုင်ငံတော်တစ္ဆာဖောက်တယ်လို့ကြောက်တုံးတုံးကမအောင်မြင်ခဲ့တာနှမျောစရာပဲလို့ပြောလိုက်ပါတယ်အဲ့လိုမမုံကြီးလူတီးကိုရွမ်ကျဲနေရာဝင်ခိုင်းလိုက်ရင်တော့နောက်ဆိုတားဆုံတိုက်ဖို့လွယ်သွားမှာလို့ရှောင်းဝမ်ကပြောနေပါတယ်ရဲလူကြီးမင်းကတော့ရွမ်ကျဲကိစ္စပေါလုံကြီးမင်းကြောင့်ပြတ်သွားတာဖြစ်ပြီးရှောင်းရှိကလည်းချိန်ဖို့မတတ်ချင်လို့မဖြစ်တဲ့အခြေအနေဖြစ်သွားတယ်လို့ပြောလိုက်ပါတယ်အားကြောင့်ဘလို့ပဲဖြစ်ဖြစ်ပေါလုံကြီးမင်းလင်းရင်းကိုတန်တရားဖြစ်စီလို့မရဘူးလို့ရဲလူကြီးမင်းကသတိပေးနေခဲ့ပါတယ် အလုံးမမုံရဲလူကြီးမင်းတားဆုံနဲ့ထဲ့ထားတဲ့ကြားကွက်တစ်ကွက်ကအသုံးမကျဘဲနေသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။အန်ချင်မှာပဲဆောင်းရှိဝင်လာကြအောင်ဆောင်းဝင်းလဲလေမင်းနဲ့ပေါလုံကြီးမင်းပြောခဲ့တာတွေကိုအရင်မေးလိုက်ပါတယ်။ဆောင်းရှိလည်းပေါလုံကြီးမင်းကလေရင်းမိပါတယ်တိတ်ဆုံးသွားကြအောင်မေးခဲ့ပြီးလေမင်းဖြေရှင်းတာအကောင်းသွားအတွက်ပြဿနာမရှိဘူးလို့ပြောလိုက်ပါတယ်။အားကြောင့်ရဲလူကြီးမင်းလည်းလေရင်းကိုမနှက်ဖြန်ဖြေရမယ်။တိုင်းဖြေတဲ့ကိုပဲစိတ်နစ်ထားဖို့ပြောခိုင်းလိုက်ပါတယ်။အဲ့နောက်မှာတော့မြင်းစည်းများပြေကိုရှင်ပြန်တဲ့အခါမှာကြီးလိန်ကတော့အလဲမှတ်တွေပဲဇက်တိုက်ယူနေနိုင်ခဲ့ပါတယ်။သူတို့နဲ့လေရင်းလှဲကိုရောက်လာတဲ့အခါမှာလေရင်းက ြီးလိန်လိုမျိုးမိုင်းမရှိအလဲမတ်တွေကိုစိုက်ယူသွားနိုင်ခဲ့ပါတယ်။အလုံးနဲ့တိုင်းသမားတွေဖြေဆိုပြီးမှတော့မြောင်ကျွင်းနဲ့လင်ဝင်ကတောင်းနေတောက်ချီးကျူးစကားတွေပြောနေခဲ့ပါတယ်။မြောင်ကျွင်းကတော့လင်ဝင်ရဲ့မျိုးစည်းများပြည့်ပညာတော်လေးသဘောကျနေပြီးအစစရာတက်ကြွနေတဲ့လင်ဝင်ကိုအားကျလိုနေတာပါ။အဲချိန်မှာပဲလင်ဝင်နောက်ကြီးလိန်ရောက်လာကြောင်းမြောင်ကျွင်းလည်းအဝေးကိုထွက်သွားလိုက်ပါတယ်။ဒူရဲညောင်တဲ့ကြံခဲ့တဲ့ကြီးလိန်နဲ့လင်ဝင်ကထပ်ပြီးတော့ဆုံကြတဲ့ပြင်တယောက်ကိုတယောက်နိုင်မဲ့အကြောင်းတွေပါပြောနေခဲ့ကြပါတယ်။အဲနောက်မှာတော့ဦးဦးတော်ရှိကကြားကစားတော်တယောက်တဲ့ကစားနေတဲ့အတွက်ဒီနေ့လဲအံ့ဩနေခဲ့ပါတယ်။ ။ဦးတော်ရှိရဲ့ကစားပေါ်ပေါလုံကြီးမရလဲမအားတဲ့ပြင်ကြောက်ရှမ်းကတော့အရန်တော်လုံးပြီးတော့ဝင်းချီကတော့လုံးဝမကစားတတ်တာကြောင့်တယောက်တည်းကစားနေရတာလို့ပြောပြလိုက်ပါတယ်။ဒီထင်ကတော့ဦးလေးဖြစ်သူအရန်ကိုပြင်းနေတယ်ထင်နေပြီးဒီထင်လည်းပြင်းနေတာကြောင့်အပြင်းရှောက်သွားဖို့ခေါ်လိုက်ပါတယ်။ဒီထင်ကတော့ဆောင်းမွေးဆောင်ကိုသွားကြည့်စေချင်တဲ့အတွက်ဦးတော်လည်းဒီထင်ကခေါ်သွားစေချင်မှန်းကိုတီးသွားခဲ့ပါတယ်။ဒါမဲ့လည်းဒီချင်းကမာရအကြောင်းဦးတော်ရှိကတော့ခေါ်မသွားဘူးလို့သာဒီထင်ကိုပြန်ပြောလိုက်တာပါ။အဲနောက်မှာတော့ဒီထင်ကဆောင်းမွေးဆောင်ရှေ့ရောက်လာပြီးတော့ကျန်ကျောင်းနဲ့စကားပြောချင်တာကြောင့်အခိုင်အဆိုင်ကိုခေါ်သွားလိုက်ပါတယ်။ ဒီလိုနဲ့တီထင်းကပြောအပ်ခန့်နေပြီးတော့နှုတ်ကထွက်မလာအတွက်ကြံကြောင်းလဲလေဝင်းကိစ္စမှန်းအောင်တည်သွားပါလေကြံကြောင်းနဲ့လေဝင်းရဲ့စိတ်ပညာဖြေဆိုချက်ကမစိုးလို့ပြောပြီးတော့မြင်းစီများပြပညာလဲတော်တာပဲလို့ပြောလိုက်ပါလေပြီးတော့ကြံကြောင်းကတိုင်းမင်နာပြိုင်ပွဲမှာအရှိစစ်ရှင်နဲ့ဝင်သွားရင်တော့လေဝင်းတိုင်းမင်နာရှိဖြစ်ပြီလို့ပြောပြလိုက်ပါလေအဲကြောင့်တီထင်းလဲသူမေးချင်တာတွေကြံကြောင်းကဘလို့သိညာလဲလို့ပြန်မေးလိုက်ပါလေကြံကြောင်းနဲ့ရှေ့တစ်ခေါက်ကအာယုနဲ့တီထင်းဆောင်းမဲဆောင်နဲ့ဝင်ခဲ့တာပြင်ဒီတစ်ခေါက်မှာဆရာကုန်းဆုံးလဲပြောပြခဲ့တာကြောင့်သူသိနေတဲ့အကြောင်းကိုပြောလိုက်ပါလေအဲကြောင့်ကြံကြောင်းလဲတီထင်းကိုနောက်တစ်ခါတယောက်တည်းထွက်မလာဖို့ ဖြောင်းပြလိုက်ပါတယ်။ကျန်ကြောင်းတော့300ပြီးလို့ရှိရင်ဆောင်းဝဲပြီးဖြစ်တဲ့တော့အဲ့ချိန်ကျရင်တည်နေတဲ့လင်းရင်တွေ့ုံနေမှာကပဲတိုင်းပြည်သားရှင်တော်ဖြစ်နေလောက်ပြီးလို့ပြောလိုက်ပါတယ်။အဲ့ညမှာတော့ဆောင်းရှဲကထက်ရောက်လာပြီးတော့လင်းရင်ဆောင်းဝဲအခြေအနေကိုလာပြီးတော့မေးပါတယ်။ပြီးတော့လင်းရင်တိုင်းပြည်သားပြိုင်ပွဲဆိုရင်နောက်ဆုံးအစီအမံကျန်တော့တာကြောင့်လင်းရင်ကသူနဲ့ကြည့်လိုက်ရင်တိုင်းပြည်သားမတိမ်မြိမ်ပါပဲလို့ပြောလိုက်ပါတယ်။အာနောင်ဆောင်းရှဲပြောခဲ့တဲ့အချိန်ကြည့်လိုက်ကသူ့ရဲ့ရန်သူကြီးစားပဲလို့လင်းရင်ကပြောလိုက်ပါတယ်။ဆောင်းရှဲကတော့လင်းရင်တေချာသတိထားမှာဖြစ်လို့လွယ်တဲ့ချိန်ရောက်ရင်ကြည့်လိုက်ကိုပြိုင်ပွဲဝင်မရအောင်လှုပ်ထားလိုက်မယ်လို့ပြောလိုက်ပါတယ်။ လေဝင်ကတော့မလုံစေခြင်းတဲ့အတွက်ရှောင်းရှိလေကြီးလေဟာချင်းချောင်းမှုဖြစ်နေလျက်နဲ့ဘာလို့လေဝင်စားရှင်းခွင့်မရမှာလဲလို့ပြန်မေးလိုက်ပါတယ်လေဝင်ကတော့သူ့အင်အားပဲတုံးကျင်တာကြောင့်ရှောင်းရှိကဒါလေဝင်တယောက်တည်းပြိုင်ပွဲမဟုတ်ကြောင်းပြန်ရှင်းပြပါတယ်လေဝင်ကတော့တကယ်လို့သူဟာရှောင်းရှိအားကိုနဲ့အစင်းနေတိုင်းမနာရှင်ဖြစ်သွားရင်သူဟာဦးတော်ရဲ့တာဝန်ကိုမလုံဆောင်နိုင်သလိုတတ်သိပြနဲ့တူနေလို့ပြောလိုက်ပါတယ်အားကြောင့်ရှောင်းရှိကိုထင်အားမလုပ်ဖို့လေဝင်ကတားလိုက်တာပါအဲ့တော့မှရှောင်းရှိကတိုင်းမနာပြိုင်ပွဲကပထမပြိုင်ပွဲကိုမဲနိုင်ပြီးတော့အဖွဲခွဲမှာဖြစ်လို့ တကယ်လို့စာကလေးကသာကြည်လင်ကပြိုင်ဘက်ဖြစ်ခဲ့တော့စိတ်ပူမိတယ်လို့ပြောလိုက်ပါတယ်။ဒါပဲလင်ကသူ့အနေနဲ့အနိုင်ရဖို့အာမခံတာကြောင့်ရှောင်းရှိလေအဲ့ဒါကိုမတားတော့ပါဘူး။နောက်နေ့မနက်မှာတော့အားလုံးစောင့်နေကြတဲ့တိုင်းမီနာပြိုင်ပွဲကြီးကရောက်ရှိလို့လာခဲ့ပါပြီ။ဒိုနဲ့တိုင်းမီနာပြိုင်ပွဲကကိုကျွမ်းကျင်မှုရဖြစ်တဲ့အတွက်အသက်အန္တရာယ်တော့မရှိစေရဘူးလို့ရှောင်းဝမ်းကြေညာပါတယ်။ဒီပြိုင်ပွဲမှာတကယ်လို့တစ်ဖက်သားရဲ့လက်နက်ပြုတ်သွားရင်ဒါမှမဟုတ်တစ်ဖက်သားကဆက်တိုက်ဖို့အင်အားမရှိတော့ရင်နောက်တစ်ဖက်ကချက်ချင်းရမှဖြစ်မယ်လို့စီးကန်းချက်ထုတ်ထားခဲ့ပါတယ်။အာနောင်စာစင်မတ်တွေကတိုင်းသမားတွေရဲ့အနိုင်ရှုံးကိုတတ်မှတ်မယ်လို့ ရှောင်းဝမ်းကျင်းကြပါလိမ့်။ဒုနယ်လက်ပီးစင်တိုင်းသမားရောက်30ကိုမဲနိုင်ဖွဲ့ခွဲထားကြောင်းတိုင်းမနာပြိုင်ပွဲဆက်တင်ပါပြီ။ပထမပွဲတွင်မှာအနီးဖွဲ့မြောင်ကျွန်းနဲ့အစိမ်းဖွဲ့ကောချွမ်းတို့စတင်ရှင်ပြိုင်မှာပါ။အဲဒါမှတော့မြောင်ကျွမ်းနဲ့ကောချွမ်းကကစားဝိုင်းနဲ့ဝေပြီးတော့အမှတ်ရဖို့စတင်တိုက်ကြပါလိမ့်။လူတွေအားလုံးတိုင်းမနာကိုမျက်စိကြနေချိန်မှာရှောင်းရှဲရဲလူကြီးမျိုးကိုနေကင်းကြောင်းတော့လာရှာပါတော့တယ်။ရှောင်းရှဲကတော့ကြံကြောင်းပွဲမှာဖြစ်လို့သူများတွေ့ရင်တော့မှသူ့ကိုသိနေတဲ့သူမရှိဘူးလို့ပြောလိုက်ပါလိမ့်။အားကြောင့်ရဲလူကြီးမျိုးလဲဘာအရေးကြီးကိစ္စနဲ့လာတွေ့တာလဲလို့မေးလိုက်တဲ့အတွက် ရှောင်းရှိလဲလွင်ရဲ့ကိစ္စကိုပြောပြလိုက်ရပါတော့တယ်ဓမ္မမှာတော့မြောင်ကျွေးနဲ့ကောချွန်အပြေမပေါ်သေးပဲနဲ့ဆက်ပြီးတော့တိုက်ခိုက်နေကြပါတယ်အဲဒါမှာတော့အနီဖွဲကမြောင်ကျွေးကနိုင်သွားပြီးစစ်သူကြီးလူကတော့တိုက်ပွဲမှာဆိုအင်အားကြီးမှရန်သူကိုတိုက်ခိုက်နိုင်မယ်လို့ဝေဖန်လိုက်ပါတယ်ဒါမဲ့စစ်သူကြီးတီကတော့တာမင်နာပြိုင်ပွဲဖြစ်တဲ့အတွက်အနိုင်ရှုံးပဲပြောကြတာပေါ့လို့ပြန်ပြောလိုက်ပြီးပြိုင်ပွဲအားလုံးအမှတ်ထွက်လာမှစကားကုန်ပြောဖို့စစ်သူကြီးလူကိုပြောလိုက်တာပါအဲဒါမှာတော့အနီဖွဲလေရင်နဲ့အစိမ်းဖွဲကျုံးဝေးတို့လှည့်ရောက်လာပါတယ်တပတ်မှာတော့ရှောင်းရှင်းတဲ့ရဲလူကြီးမင်းတို့ကအကူအညီမလိုပဲ သူ့ရာနဲ့သူအစင်းတက်လှုပ်ချင်နေတဲ့လင်းဝင်းအကြောင်းကိုပြောနေကြတာပါရဲလူကြီးမင်းကတော့လင်းဝင်းဆရာဖြစ်သူရှောင်းရှိတ်ကိုလင်းဝင်းကိုမထိန်နိုင်တော့ဘူးလို့မေးလိုက်ပါတယ်ရှောင်းရှိတ်ကတော့အဲ့လိုမဟုတ်ပဲလင်းဝင်းကငယ်စဉ်တည်းကခေါင်းမာပြီးတော့အဲ့လိုသာမဟုတ်လို့ရှိရင်လမ်းမညာတင်ရတဲ့ပင်မမှုဒဏ်ကိုခံနိုင်မှာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်အဲဒါကြောင့်ရဲလူကြီးမင်းလဲရှောင်းရှိတ်ကသူ့ကိုလင်းဝင်းသဘောတိုင်းလှုပ်စေချင်တယ်လို့ထင်သွားခဲ့ပါတယ်ရှောင်းရှိတ်ကတော့သူတို့အတွက်အန္တရာယ်ဖြစ်စေတဲ့ကြည်လင်ဆွဲတိုင်းသမားကိုအရင်ဖယ်ရှားလိုက်တင်လားလို့တင်ပြခြင်းနေတာပါအဲ့ဒါကြောင့်ရဲလူကြီးမင်းလဲရှောင်းရှိတ်လင်းဝင်းပေါ်ယုံကြည်တတ်မရှိလားလို့မေးလိုက်ပါတယ် ရှောင်းရှိကတော့စီမံကိန်းတွေဘလို့မတော်ဆမှုမျိုးကိုမှအပြစ်မခံစေချင်တာပါအဲတော့မှတော့ရဲလူကြီးများအတိုင်းပညာပြိုင်ပွဲကတဝူဒီတော့အနိုင်ရသူကိုပဲပြိုင်တာမဟုတ်လို့အဆင့်40နဲ့ဝင်သွားရင်ရာကြောင်းကိုရှင်းပြလိုက်ပါတယ်ပြီးတဲ့နောက်အဲ့ဒီပြိုင်ပွဲအမှတ်ကတခြားပြိုင်ပွဲအမှတ်တွေနဲ့တူတူပြိုင်မှာဖြစ်တာကြောင့်စာဖြေကသူ့လက်ထဲမှာလို့ရဲလူကြီးများကပြောလိုက်ပါတယ်မြင်းစီများအပြစ်မှာလေဝင်နဲ့ကြီးလိန်ကအဆင့်တူတူပဲဖြစ်လို့လေဝင်သား၃ဘွဲနိုင်သွားရင်တော့အဆင့်တွေတိုင်းပညာရှင်ကလေဝင်ပဲဖြစ်ရမယ်လို့ရဲလူကြီးများကအာမခံပေးလိုက်ပါတယ်အဲ့တော့မှတော့လေဝင်နဲ့ဂျုံဝေးတို့တိုက်ပွဲကပြင်းထန်နေပြီး လေငါတော့လန်သားရုံကောင်းကောင်းအသုံးချနိုင်တဲ့အတွက်လေဝင်ကနိုင်သွားခဲ့ပါတယ်။တပတ်မှတော့အိုင်ဝါချန်ထဲမှာထိုင်နေကပဲရှောင်းရှိပြလာအောင်တေးချာကြည့်နေခဲ့ပါတယ်။အဲ့တော့မှတော့သချိုးရဲ့မျက်နှာကိုတေးချာမှတ်မိသွားတဲ့အိုင်ယူကရှောင်းရှိကိုရက်လိုက်ဖို့အော်ပြောလိုက်ပါတယ်။ပြီးတော့အိုင်ယူတောင်ရှောင်းရှိကိုဒီခါတော့ပြေးမလို့တော့ဘူးလို့ပြောလိုက်တဲ့အတွက်ရှောင်းရှိလည်းအိုင်ယူမှန်းကိုတီးသွားခဲ့ပါတယ်။ဒုံနဲ့အိုင်ယူကရှောင်းရှိနဲ့တိုက်ခိုက်ကြပါတော့တယ်။အဲ့ချိန်နန်းတွင်ရဲမတွေပါရောက်လာတဲ့အတွက်ရှောင်းရှိကအများနဲ့တယောက်တိုက်ခိုက်နေရပါတယ်။ဒါပေမဲ့ရှောင်းရှိကနန်းအပေါ်ကကြော်ပြီးတော့ခုံထွက်ပြေးသွားတာကြောင့်ဒီခါမှလည်းအိုင်ယူလွတ်သွားခဲ့ရပြန်ပါတယ်။ အနမတော်စိတ်ညစ်တဲ့အာယုကိုကြံကြောင်းလဲနှစ်သိမ့်ပေးနေရပြန်ပါလေတချို့မမိတာအာယုအပြစ်မဟုတ်ဘူးလို့ကြံကြောင်းကပြောပြလိုက်တာပါအာယုကလည်းကြံကြောင်းစကားနားထောင်ပြီးတော့တချို့မဖမ်းခြင်းပေမဲ့မလုံးလုံးမရလို့သာလုပ်ခဲ့ရတာပါလို့ပြန်ပြောလိုက်ပါလေအနောင်အာယုတရားအခုကိစ္စကိုဘယ်လိုလုပ်ရမလဲတွေးနေခဲ့ရပါပြီခုဆိုရင်ခြိတန်းတချို့ကကြံကြောင်းကိုလွှဲပြီးအာယုပါဆောင်မဲတော်ထဲမှာရှိနေအောင်တီးသွားတာကြောင့်ပါပဲအနောင်အာယုလည်းတချို့နောက်တစ်ခေါက်ပြန်မလာမှာကိုစိုးရိမ်နေပါတော့တယ် ကြံကြောင်းတော့မလာလီကောင်းလီဆွဲတိုင်းတချို့ပြန်မလာရင်အဲဆုံးတော့ဆောင်းမွေးကြီးအေးချမ်းနဲ့ပြီးသွားဖို့အာမခံနိုင်တယ်လို့ပြောပြလိုက်ပါတယ်။အိုက်ကတော့သူစိတ်တူဆုံးကတချို့ဟာဆောင်းမွေးဆောင်ထဲမှာပေါ်တင်သွားလာနေတာကိုပါပဲ။အဲတော့အိုက်ကလည်းတချို့ကသူ့ကိုဘယ်သူမှမဖမ်းနိုင်တာတီထားကြောင်းကိုပြောပြလိုက်ပါတယ်။ကြံကြောင်းလည်းအဲ့ဒါအိုက်ကိုရှိမှမသိလို့ဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲ့ဒီမှာပဲကြံကြောင်းကတခုခုတွေးမိပြီးတော့အားလုံးပြိုင်ပွဲရောက်နေရအောင်တချို့ကဘာလို့လာရှာလဲဆိုပြီးတော့တွေးမိသွားပါတယ်။အိုက်ကလည်းစိတ်မရေးရဝင်ကြီးတဲ့ကတချို့သွားရှာတာလားလို့မေးလိုက်ပါတယ်။ အားလုံးကြံကြောင်းတဲ့သရှိုးကစစ်မှန်ရာဝန်ကြီးကပြိုင်ပွဲမှာရှိမနေဘူးဆိုတာကိုတည်ထားလို့ဖြစ်မယ်လို့တွေးနေခဲ့ပါတယ်။အဲ့ဒီလေတကယ်လို့စစ်မှန်ရာဝန်ကြီးဌာနကပြိုင်ပွဲမှာရှိတဲ့လူတိုင်းကိုဖယ်ကြည့်လိုက်ရင်ဆောင်းပွဲတော်မှာဘလောက်မှမကြံတော့ဘူးလို့ပြောပြလိုက်ပါတယ်။ဒါတော့အယူနဲ့တူသုံးသပ်လို့ပြီးမှာတော့ကြံကြောင်းလေးချက်ချင်းမှသွားစားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့တော့မှတော့တဖက်မှာမြောင်ကျွန်းကသူကန်ကောင်းနေပြီးအစင်းတက်တဲ့သူ19ယောက်မှာ9ယောက်ခွဲတော့ကြံတဲ့တယောက်ကပြိုင်စရာမလိုပဲသူကဝင်စရာမလိုတဲ့သူဖြစ်သွားတယ်လို့ပြောပြနေခဲ့ပါတယ်။ဒါကြောင့်လေဝင်လဲအဲ့လိုဆိုမြောင်ကျွန်းကအစင်လေးတဲ့ဝင်ဖို့ ဖြစ်နိုင်နေပို့ပြီးတော့မြင်သွားပြီပေါ့လို့ပြောလိုက်ပါတယ်။မြောင်ကျဲကတော့နောက်တစ်ပွဲမှာသာလေဝင်ထဲမှာတွေ့ရရင်သူ့အတွက်အခွင့်အရေးရှိနိုင်တယ်လို့ပြောပြီးတော့ကြီးလိန်နဲ့လည်းတွေ့လို့မရဘူးလို့ပြောလိုက်ပါတယ်။ကြီးလိန်ကဓာတ်ရှိကြီးကတကယ်ကိုကောင်းလွန်တာကြောင့်ဘယ်တော့မှမပြောင်းသေးပဲနဲ့တစ်ဖက်လူကဒဏ်ရာရသွားတဲ့အကြောင်းကိုမြောင်ကျဲကပြောပြနေပါတယ်။အဲနောက်မှာတော့စစ်သူကြီးတီကစစ်မဲ့ရဝင်းကြီးကလွတ်လာတဲ့အမတ်တွေကိုစစ်ဆေးပြီးတော့ဒီနေ့ဘသူပြိုင်ပွဲကိုမသွားဘူးလဲဆိုတာသိအောင်လို့ပါရှန်းကိုပြောလိုက်ပါတယ်။ပြီးတော့စစ်သူကြီးတီကပေါလုံချင်းမင်းကိုဆောင်ပွဲဆောင်အောင်မြန်လာစေချင်ပြီးတော့သူနဲ့အတူဆွေးနွေးဖို့ကြံကြောင်းကိုခေါ်ခိုင်းပါတယ်။ အဲ့နမှာတော့ရှောင်းဝန်းစကားတွေကြောင့်ရဲလူကြီးမင်းလဲရှောင်းရှိကိုစိတ်ပူသွားခဲ့ပါလေရှောင်းရှိကတော့ပုံနေတဲ့နေရာမှာမရှိတော့ပဲဆောင်းဝဲဆောင်ကနေထွက်ပြီးတော့ရှောင်းလီလောက်ပြီးလို့ရှောင်းဝန်းကပြောလိုက်ပါလေရဲလူကြီးမင်းကတော့စိတ်ဆိုးပြီးတော့ဒါတောင်အစီအစဉ်ပြက်ရင်ရှောင်းဝန်းညီပဲဖြစ်နေပြီရှောင်းရှိကိုခွင့်မလုပ်ဘူးလို့ပြောလိုက်တော့တာပါရှောင်းဝန်းကတော့သူညီဘက်ကနေအာမခံပေးနေပြီရဲလူကြီးမင်းကတော့ပေါလင်ကြီးမင်းဆောင်းဝဲဆောင်ထက်ရောက်လာတာကရှောင်းရှိကိုတွေ့သွားတဲ့အိုက်ဟူသတင်းပို့လိုက်တာပဲလို့ပြောလိုက်ပါလေရဲလူကြီးမင်းကတော့သူတို့တွေဟာစစ်မှန်ရေးအဝင်ကြီးကိုတန်ကြားရှိနေလောက်ပြီလို့ပြောနေပြီး ရာဝင်ကတော့အစည်းအဝေးကောက်ခဲ့ဖို့လိုအပ်ရင်သူ့ကိုယ်သူစတဲ့မယ်လို့ပြောနေခဲ့ပါတယ်။ဓမ္မမာရစစ်သူဤတီနဲ့ပေါလုံကြီးမင်းတို့ဟာတရှိုးအကြောင်းကြီးဆက်ပြီးတော့ဆွေးနွေးနေကြပါတယ်။ပေါလုံကြီးမင်းကတော့တရှိုးအားဆောင်ပွဲဆောင်ထဲမှာပဲနေနေတော်တက်တည်ပြလို့ရပြီလို့ပြောလိုက်ပါတယ်။ပေါလုံကြီးမင်းကတော့ဆောင်ပွဲကနောက်နှစ်ရက်နေပြီဖြစ်လို့အဆောင်တေချာချပြီးတော့ကာကွယ်ထားလိုက်ရင်တရှိုးဆောင်ပွဲဆောင်မှာရှိနေတော့မှဘာမှမတတ်နိုင်တာကြောင့်ဆောင်ပွဲပြီးမှတရှိုးဖမ်းဖို့အတွက်အကြံပေးလိုက်ပါတယ်။ဒါကြောင့်စစ်သူဤတီလည်းပေါလုံကြီးမင်းပေးတဲ့အကြံကိုလက်ခံလိုက်နေပဲဒီပိုင်းကဒီနေရာမှာခਿੱတရန်အားသွားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့နဲ့တင်ဆက်မှုကဒီလောက်ပါပဲနောက်နေ့မှလည်းပြည်သူကြားရှင်ပေါင်းချင်းအပိုင်းဆက်ဇာတ်လမ်းများဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ channel subscribe လုပ်ဗီနာအကောင့်လုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးတာကိုပြောရင်းနဲ့ဒီမှာစာဆုံးလိုက်ပါကြည့်ရှုအားပေးကြတယ်ချိန်ပေးတာဘောရောက်တောင်စီတာဂျေဇူးတူပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းရင်းမှန်သမျှမိုးနှံမင်းဒဏ်ခတ်ပါသည်ဗျာကျွန်တော်အန့်ခင်မှုပါ